တန်ကိုရီးယားအသင်းကောင်းဆောင်ဆွန်ဟောင်မင်ကစပါးတင်မှာသူဆက်ရှိနေတဲ့ကြီးမားတဲ့အကြောင်းရင်းကအခြားသူတွေမအောင်မြင်နိုင်ခဲ့တဲ့အရာကိုလှုပ်ချင်တာကြောင့်လို့ဖွင့်ဟခဲ့ပါတယ်။ဆွန်ဟောင်မင်ကကျွန်တော်တို့ကဒီအကြောင်းကိုနှစ်တော်ကြောင်ပြောနေခဲ့ပါတယ်။စပါးတင်မှာဆက်ရှိနေတဲ့ကြီးမားတဲ့အကြောင်းရင်းကအခြားသူတွေမအောင်မြင်နိုင်ခဲ့တဲ့အရာကိုလှုပ်ချင်တာကြောင့်ပါ။ဘေဟီနီကိုပြီးမြတ်ဖို့အပိုင်းအလုံးကိုလိုအပ်ပြီးကျွန်တော်တို့ကအခြားအပိုင်းတွေအလုံးကိုစူးစီးပြပါပြီ။အရေးကြီးဆုံးဖြစ်တဲ့နောက်ဆုံးအပိုင်းကပျောက်ဆုံးနေပြီ။ ဒါကိုရှာဖွေဖို့လွန်ခဲ့တဲ့စနေကလေးကစူးစမ်းနေတာပါအခုချိန်မှာဒါကိုအပိတတ်နိုင်ဖို့မျှော်လင့်ပါတယ်ကျွန်တော်အလွန်အနိုင်ရချင်ပြီးကောင်းမှုစွာပြင်ဆင်ရင်အောင်မြင်နိုင်မယ်လို့ယုံကြည်ကြောင်း The Guardian ကိုပြောခဲ့တာပါတိုင်ယာကြောင့်တလားကြော်ကြာအနားယူခဲ့ရတဲ့ဆွမ်းအမရ ပြီးခဲ့တဲ့ Palace အတင်းနဲ့ပွဲစဉ်မှာ Spartan အတွက်လူစားဝင်အဖြစ်ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ Spartan မှာ2015ခုနှစ်ကတည်းကရှိနေခဲ့တဲ့ဆွမ်းအမင်းဟာအတင်းနဲ့အတူကြီးကြီးမားမားအောင်မြင်မှုအဖြစ် Champion League ဘောလူပွဲနဲ့ Carabao League ဖလားဘောလူပွဲကိုသာတက်ရောက်နိုင်ခဲ့ပြီး Super League တော့ရယူနိုင်ခြင်းမရှိသေးပါဘူး။အဲဒါကြောင့်ဆွမ်းအမင်းကဒီအသီးမှာ Spartan နဲ့ Super League ရယူပြီးစုပလာမရယူနိုင်သေးတာကိုအဆုံးသတ်ချင်နေတာပါစပါတင်ဟာ2008ခုနှစ်ကလိပလာရယူပြီးနောက်ပိုင်းနှစ်ပေါင်း18နှစ်ကြာစုပလာနဲ့ဝေးကွာနေတာပါ အဲဒါကြောင့်ဆွန်အမင်ကစပါတင်ကိုစူပလာရယူပေးနိုင်မှုစိတ်ဆန္ဒပြင်ပြနေတာဖြစ်ပါတယ်စပါတင်ဟာဒီယာဒီပရီးမီးယားလိပြိုင်ပွဲမှာရလက်အလွန်ဆိုးရနေပေမယ့်ယူပါလိဘိုလူပွဲမှာအနိုင်ရပြီးချန်ပီယံစုရယူနိုင်ခဲ့ရင်လာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲရှင်မြိုင်ခွင့်ရရှိမှာပါစပါတင်ဟာယူနိုက်တက်အသင်းနဲ့ယူပါလိဘိုလူပွဲမှာတိုင်ခင်လာမယ့်ပရီးမီးယားလိပွဲစဉ်ပြည့်အက်စတွန်ဗီလာအသင်းနဲ့ရှင်မြိုင်ရမှာဖြစ်ပါတယ်